အဲ့တော့ပင်းစလဲငါးသလောက်ဦးနဲ့ချက်တာပေါ့နော်အဲအကြောင်းမလို့မွန်းကားလည်းဒါတော်တော်လေးကိုစားကောင်းပါတယ်အနံ့လေးဆိုလည်းမွေးအီနေအောင်လို့အဲကျွန်တော်တို့ဒါနော်အရသာပိုင်းကိုကျွန်တော်ရဲ့နှစ်30ကျော်စပုံမှုအတွေ့ကြုံနဲ့ပြပြင်ပြီးတော့ချက်ထားပါတယ်ငဖယ်တို့အဲကြက်ဦးတို့အထဲမှာအစာပလာတွေပါပြီးသားပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က4000ရအစိမ့်အရသာမွေးငါပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့9000ရောင်းချပါတယ် အဲကျွန်တော်ကတော့ဒါငကိုကဒါအေဒလုံးအိုက်စခရင်ရေခဲမှုတင်တဲ့အကြောင်းကတင်တဲ့ဆရာဆရာဦးမြောင်ဖြစ်ပါတယ်အဲအခုတော့ကျွန်တော်ကအဲမန္တလေးမှာအဲကျွန်တော်တို့အမ်ဖာလူဒါဆိုပြီးတော့ဖာလူဒါဆိုင်လေးတွေဒီနေ့ကတော့ကျွန်တော်တို့ဒါအမ်မွင်းကားပေါ့နော်အဲကျွန်တော်တို့မန္တလေးနန်းတော် logo လေးနဲ့အဲကျွန်တော်မန္တလေးအမှတ်သားကိုယူပြီးတော့မှမန္တလေးမွင်းကားအဖြစ်နဲ့ရောင်းချပေးတယ်မွင်းကားဆိုင်ဝင်ဝင်လေးဖြစ်ပါတယ်ခင်ဗျာအခုဆိုင်မားကတော့ကျွန်တော်တို့အရသာပုံမှန်ဆိုလို့ရှိရင်တော့၄မျိုးပေါ့နော်အဲကျွန်တော်တို့ဒါ VIP ဆိုပြီးတော့မှအလှူမွင်းကားချက်ပေါ့နော် အဲ့ဒီမွန်ကားလေးရတော့တပွဲကို၄တောင်နဲ့ရောင်းချပြီးတော့မှကျွန်တော်တို့အမှငဖယ်ငဖယ်တို့ကြက်ဥတို့အထက်မှာအစာပလာတွေပါပြီးသားပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က၄တောင်ရောင်းချပါတော့အဲတကယ်လို့ထက်ပြီးတော့မှအကျော်တို့ပေါက်ထက်ထက်ချင်းနေဆိုလည်းရတယ်ကျွန်တော်တို့အိုးဘဲကိုလည်းရတယ်ပေါ့နော်အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ဂူဂူရိုင်ပီဆိုပြီးတော့မှအစိမ့်အရသာမွင်းကားပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့၅00ရောင်းချပါတယ်အဲငသလောက်ဥပေါ့နော်ငသလောက်ဥမွင်းကားတော့ကျွန်တော်တို့8500နဲ့စတင်ပြီးရောင်းချပေးတာပေါ့အဲ့တော့ငသလောက်ဥမွင်းကားဆိုလို့ရှိရင်လည်းကျွန်တော်တို့ပုံမှန်အရသာနဲ့ အစိမ့်ရတာဆိုပြီးတော့ရတာနှမျိုးခံစားမှာဖြစ်ပါတယ်ကျွန်တော်ကအဓိကတော့သင်တန်းဆရာဖြစ်တယ်ဆိုတာကတော့ကျွန်တော်ရဲ့ဝါသနာကြောင့်ဖြစ်တာပါကျွန်တော်ကဒီအစားအသောက်တွေကိုဖန်တီးပြီးတော့နော်ဒီအရသာကောင်းကောင်းလေးပြုလုပ်ရတာဝါသနာပါတယ်အဲ့တော့ကျွန်တော်ဝါသနာပါတဲ့အပိုင်းလေးကိုတနိုင်ငံလုံးအတိုင်းအတာမှာအရသာကောင်းကောင်းလေးဖြစ်အောင်ဆိုပြီးတော့ကျွန်တော်သင်တန်းကြောင့်ဖွင့်ထားတာပါ အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကအဲဒီခီးသွားလာတာသိပြီးတော့ကျွန်တော်ကျမ်းမာရေးနဲ့သိအစင်မပြေတဲ့ခါမှာတော့ကျွန်တော်ကကိုပိုင်လုပ်ငန်းလေးတွေဘက်ကိုဒါကူးပြောင်းလိုက်တာပေါ့နော်ဒါဟိုဖာလူဒါဆိုင်လေးတွေကတော့ကျွန်တော်တို့ကဒါပထမအဆုံးပေါ့အဲဒီအခုမောင်းကဆိုင်လေးကတော့ဒါဒုတိယပေါ့နော်ဒုတိယခြေလှမ်းဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းရှင်တယောက်မဟုတ်ဘဲနဲ့ဒါကျွန်တော်ကသင်တန်းဆရာတယောက်ဖြစ်တဲ့အတွက်ကြောင့်စီးပွားရေးလုပ်ငန်းတွေကိုတော့အများကြီးမသိပါဘူးဒါပေမဲ့လည်းအဲကျွန်တော်ရဲ့လက်အောက်မှာသင်ထားခဲ့တဲ့တပည့်ပေါင်းကမြန်မာတိုင်းနိုင်ငံလုံးမှာဆိုရင်တောင်းနဲ့ခြေပြီးတော့ရှိတာပေါ့နော်အဲသူတို့ရဲ့ လုပ်ငန်းတွေကိုလုပ်ကင်နေတဲ့လုပ်ငန်းရှင်တွေရဲ့အတွေ့အကြုံတွေကိုကျွန်တော်ကတော့ကြည်ရင်းနဲ့ရရင်ယူရင်းနဲ့ပဲတဖြည်းဖြည်းနဲ့ဒီစီးပွားရေးလုပ်ငန်းအကြောင်းတွေကိုကျွန်တော်နားလည်လာတာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်နားလည်လာတဲ့စီးပွားရေးပညာတွေကိုတပည့်တွေအားလုံးကိုလည်းဒါ share တွေလုပ်ပေးခဲ့တယ်ပေါ့နော်အခုတော့ကိုကိုတိုင်းဒါစီးပွားရေးလောကတွေကိုဒါပထမဆုံးစပြီးတော့ခြေလမ်းစဝင်တဲ့သဘောပါအဲ့တော့ကျွန်တော်တို့ကအဲဒါဒီမောငါဆိုတဲ့ဟာကပေါ့နော်ကျွန်တော်တို့ငါးဦးနဲ့ကျွန်တော်တို့ငါးဦးနဲ့ကောင်းကောင်းလေးချက်မယ်ဆိုလို့ရှိရင် ်ရန်ကုန်မှာဆိုလို့ရှိရင်ဒါဈေးနှုန်းကအဲကျွန်တော်တို့1000တို့1000ငွေတို့2000တို့ဒီလိုမျိုးရောင်းချတဲ့မောင်းကဆိုင်တွေရှိပါတယ်အဲတို့ပေမဲ့လည်းကျွန်တော်တို့ကတော့ငသလောက်အစ်ဥအစ်ပေါ့နော်အခုချိန်ကတော့ငသလောက်ဥရေကျုံကငသလောက်ဥကရှားပါနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပင်လယ်ငသလောက်ဥကိုဒါရှားပြီးတော့မှဒဏ်ကြီးဒီမှာတွားပြီးတော့မှဝယ်ယူရပါတယ်အဲ့တော့ပင်လယ်ငသလောက်ဥနဲ့ချက်တာပေါ့နော်အဲအားကြောင့်မလို့မောင်းကလည်းဒါတော်တော်လေးကိုစားကောင်းပါတယ်အနံ့လေးဆိုလည်းမွေးအီနေအောင်လို့ အဲကျွန်တော်တို့ဒါနော်အရသာပိုင်းကိုကျွန်တော်ရဲ့နှစ်30ကျော်စပုံမှုအတွေ့အကြုံနဲ့ပြုပြင်ပြီးတော့ချက်ထားပါဗျ။အဲအဲ့တော့ဒေးလုံးကတော့ကျွန်တော်တို့အများကြီးလဲဟာအပေါ်လဲမရအောင်အောက်လဲမရအောင်ပေါ့နော်ကျွန်တော်တို့သူ့နဲ့ထိုက်လျောက်တန်တန်ကြီးလေးဖြစ်တဲ့အဲ9500ကျွန်တော်တို့အရသာနှမျိုးနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မွန်ကားဆိုင်လေးကတော့ကျွန်တော်တို့ဒီ120လမ်းမကြီးပေါ့နော်120လမ်းမကြီး58လမ်းအီလမ်းထောင်မှာရှိပါတယ်။ အဲကျွန်တော်တို့ပြည်ကြီးပြည်ကြီးတခုရက်ွက်ပေါ့နော်ကျွန်တော်ဆိုင်လေးကိုလာမယ်ဆိုလို့ရှိရင်တော့58ဘီလန်အဲ120လမ်းမကြီးပေါ်မှာရှိပါတယ်အဲမန္တလေးမှာငသလောက်နယ်မွန်းကောက်ကိုပထမဆုံးစတင်ပြီးတော့ train ကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆိုင်လေးကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကဲအားလုံးပဲကျေးဇူးများတင်ပါတယ်ခင်ဗျာ